လာရှိုးမြို့ကလူငယ်နီးပညာရှင်တွေစုစည်းပြီး2014ဘာကန်လာရှိုးကျင်းပနေပါတယ်ခွန်စော်ဦးပေးပို့ထားတာပါခင်ဗျာအသိပညာနဲ့နီးပညာတွေကိုလွတ်လပ်ပွင့်လင်းစွာဆွေးနွေးဖလှယ်နိုင်ဖို့လာရှိုးမြို့ကလူငယ်နီးပညာရှင်တွေစုစည်းပြီး2014ဘာကန်လာရှိုးကိုလွတ်လပ်ရေးနေ့ဖြစ်တဲ့ဇန်နဝါရီလ4ရက်နေ့မနက်7:00နာရီကနေမနက်ဖြန်9ရက်နေ့ညနေ4:00နာရီချိန်ထိလာရှိုးမော်တယ်မှာကျင်းပသွားမယ်လို့သိရပါတယ်ဟိုဒီလာရှိုးနယ်မှာတော်မော်ဒီရှမ်းမြောက်မှာရှိတဲ့လူငယ်တွေနဲ့ တခြားမြို့ကြီးမှာရှိတဲ့လူငယ်တွေရဲ့အသိပညာကွာဟမှုမရှိအောင်ကျွန်တော်တို့ကအစီအစဉ်ရတာဖြစ်ပါတယ်။ဘာကိမလို့ရချင်းရဲ့အကျိုးကျေးဇူးကတော့ဘယ်လိုပြောမလဲ။အဲမြန်မာတဲ့လူငယ်တွေကျွန်တော်တို့အမြင်ပွင့်သွားမှာပေါ့။နော်ဤပညာနဲ့ပတ်သက်ရောဤပညာနဲ့ပတ်သက်တာရော ခဏပြောနိပညာတစ်ခုတည်းမကပါဘူးကျွန်တော်ခဏပြောဟိုမနစ်ကလုံးဆိုကျွန်တော်တို့လူကုန်ကူးမှုတွေအဲရင်စည်းကမ်းတွေအပြပြီးကျွန်တော်တို့ဒီချမ်းမရေးဆိုင်ရာအသိပညာတွေဒါတွေလူငယ်တွေချမ်းမကျွန်တော်တို့ဟိုအနည်းဆက်ဆုံးကျွန်တော်တို့ချပေးနိုင်ခဲ့တယ်နောက်တစ်ခုကျတော့ခုကဒီလိုမျိုးပွဲပါကန်ပွဲတွေမှာဆိုရင်ပါဆိုတော့လုပ်ငန်းရှင်တွေလည်းတက်လာနိုင်တယ် ပညာရှင်တွေလည်းတက်လာနိုင်တယ်လေ့လာတဲ့လူတွေလည်းတက်လာနိုင်တယ်အဲကြောင့်လုပ်ငန်းရှင်ဘက်ကလိုအပ်တဲ့ပညာရှင်တွေနဲ့ပညာရှင်ဘက်ကလိုအပ်တဲ့လုပ်ငန်းရှင်တွေတို့အချင်းချင်းတွေ့သွားပြီးတော့တို့အတွက်နှစ်ဖက်နှစ်ဦးနှစ်ဖက်စလုံးအကျိုးရှိတာအဲအဓိကကျွန်တော်အဲ့လိုမျိုးရည်ရွယ်ပေးပါတယ်ဘာကန်တက်ရတဲ့အတွက်ကြောင့်ပေါ့နော်အကျိုးကျေးဇူးတွေအများကြီးရတယ်ကိုယ့်ရဲ့ senior တွေပြောပြတဲ့အဲကိုမသိသေးတဲ့အဲ information တွေနောက်ပြီးတော့ကိုကြည့်ထားတဲ့ဟာလေးကို share လုပ်ပေးရတဲ့အတွက်လည်းအရန်ကိုကြည်နေတယ်ပေါ့နော်ဟိုလူငယ်တွေလည်းတို့တက်တက်ကြွကြွနဲ့ ပုံပုံရောက်ပါဝင်လာတယ်ပေါ့နော်အပြင်သူတို့မတိရတယ်သူတို့တိရတယ်သူတို့တိကြတယ်ကိုလည်းသူတို့ဝင်ပြလို့ရတယ်ဆိုတော့ဘာပြောစွစွစီစီလေးဖြစ်သွားတယ်ပေါ့အဲ့ဒီ2014ဘာကန်ကိုလာရှုံတို့ကလူငယ်နီးပညာရှင်တွေစိတ်ဝင်စားတဲ့လူငယ်လူရွယ်တွေကြောင်းနာကြောင်းမှုတွေတက်ရောက်ဆွေးနွေးကြပါတယ်ကျွန်တော်ခွန်စောဦးပါ